ားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းတင်မဲ့တင်ရတာတော့အခန်း73ဒီကြည်ညာ73တော့မှလေးကနံပါတ်69ပဲဖြစ်ပါတယ်နောက်ခုနှစ်မှာတော့ဗာပေးတာလဲဆိုတော့နော် AD တဲ့ဟို AC ငွေပမာဏကြီး AC ငွေပမာဏကြီး B ငွေပမာဏထက်20%ကနေပိုများတယ်တဲ့ A တွင်နဲ့9 အေးလေးငွေ9000တက်ရှိတယ်ဒီလိုရှိတော့ငွေပမာဏကိုရှာပါလို့ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးဒီလိုရှိတော့ငွေကိုအိတ်ချက်လို့ထားလိုက်ပါမယ်နော်ဒီမှာရှိရငွေကအိတ်ချက်ဖြစ်ပါတယ်ဒါတော့အေးရရှိတော့ငွေကကျတော့သူကအေးငွေပမာဏကဘီရဲ့ငွေပမာဏနဲ့20ရာခိုင်နှုန်းပိုတာ အိတ်ကျဲဤတော့ပရမတော်ဘီမာရှိရကိုဆိုတော့တရားကလို့ထားမယ်ဆိုရင်သူကအိမာရှိရကို20ရာခိုင်နှုန်းပုံရတာဖြစ်တယ်တရား20ရာခိုင်နှုန်းလို့ပြောတာလေဟုတ်ပြီဒါတပည့်ရှင်ဆိုတော့အိတ်ကျဲဤဆိုတော့အိတ်ကိုရေးမယ်ဤညမှာအမြောက်ရေးမယ်နော်တရား20ရာခိုင်နှုန်းဆိုတော့ကျွန်တော်ရာခိုင်နှုန်းရဲ့အောက်မှာဆိုအများနဲ့တရားခင်ရတယ်နော်အဲအပိုင်းချင်းမှာတရားအများနဲ့ထားပါရဲ့တရားကိုခြေပြီးတော့ရာခိုင်နှုန်းဆိုတာတရားကိုခြေပြီးလို့မှာဆိုတော့ရာခိုင်နှုန်းတို့ရဟုတ်တယ်ဟိုရဲ20နဲ့စားတဲ့ခါမှာ120ကို20နဲ့စားရင်26ပြီ เนาะ120အခုက120ကျတော့25လीတရားအဲ့ဒါဆိုမှာ save by 5ကျက်ရတယ်ဒါအိမ်မှာရှိရငွေပေါ့နော်အိမ်မှာရှိရငွေက save 8 by 5ကျက်အဲ့အိမ်မှာရှိရငွေရတဲ့9000ကျက်နဲ့ညီရဲ့ဆိုဆိုတော့ကျွန်တော်က save by 5 equal to 5000ပဲပြီးတဲ့အခါမှာကျွန်တော်တို့အိတ်ကိုလိုချင်တာဖြစ်တဲ့ dress ကို7 by 5နဲ့8နဲ့ကညှောက်ထားတယ်ငွေတစ်ဖက်ကိုစားပြရမယ်နော်အားတော့သွားပြီးတော့6.5နဲ့စားပြရမယ်။စားတော့မှပြကြရင်ကျွန်တော်ကပါတော့5.6ဖြစ်တယ်။ ဒါဆိုတော့ငါးတောင်နဲ့ချောင်းနဲ့ကိုမြင့်မြတ်ချီနေမြစ်သုံးလီချောင်းမြစ်မထောင်၅လီရငါးတောင်နော်ဒါပေမဲ့2500ငါးလီရကြာဆိုတော့တောင်2500အဲ့ဒါကိုဆိုတော့သုံးနေစားမယ်တောင်2500ကိုသုံးနေစားတဲ့ခါမှာဘယ်လိုစားကြည့်ရမလဲနော်ကျဲကမစားအစမ်းမပြတ်ထားပါဘူး2500ကိုစားတဲ့ခါမှာဘာရလဲဆိုရင်ရောက်တရာ66နော်3ပိုင်း2ပိုင်းကျက်စီရောရရှိပါတယ်အဲဒီကတော့ဘူးမာရည်ရမြေရဒီတော့166 3ပိုင်း2ပိုင်းကျက်ဖြစ်ပါတယ် နောက်ကနံပါတ်၈ပါဆက်ယုံတစ်ခုမှာတဲ့ဆက်ယုံမှာရှိတဲ့လူသားရေအတွက်ရဲ့30ရာခိုင်နှုန်းကအမျိုးသမီးများတက်ပါတယ်လူသားရေအတွက်ကလူသမီးရေအတွက်60ရာပိုများတယ်ဆိုရင်ဆက်ယုံရှိစုပေါင်းလူသားရေအတွက်ကိုရှာပါတယ်အခုလည်းစုစုဆက်ယုံမှာရှိတဲ့စုပေါင်းလူသားရေအတွက်ကို H2 ထားနေတယ်အမျိုးသမီးရေအတွက်ကကျတော့ဆိုတော့ A ရဲ့ဘလောက်ရာခိုင်နှုန်းဆိုရင်30ရာခိုင်နှုန်းကအမျိုးသမီးများတက်တယ်ဆိုတော့ A 30ရာခိုင်နှုန်း H2 ဆိုတော့ဘိုင်းချီမှာတရားခိုင်တယ်ဒါပြီး ဘိုင်းဝင်တဲ့ဘိုင်းကြီးကြည့်တဲ့အခါမှာ10နဲ့ကြီးရတယ်။10 30 30 10 30ကြီးတည်းရတယ်။အဲဒီ38 10နော်။အဲ့ဒါကကျွန်တော်ကမျိုးသမီးရအတွက်မျိုးသားရတဲ့ဝင်လို့ချင်းစုစုပေါင်း8ထဲကနေပြီးမျိုးသမီးရတဲ့ဖြစ်တဲ့38 10ကိုမှတ်ကြည့်ရတယ်။အဲ့လိုလုပ်တဲ့အခါမှာကျွန်တော်ကအပိုင်းကြီးလုပ်တဲ့အခါမှာဘိုင်းကြီးကြီးရတယ်။အဲဒီအောက်မှာတရှိတယ်ဘိုင်းရည်30ပြောင်း30နဲ့မြောင်း8ကိုလည်း30နဲ့မြောင်းအဲ့ဒါ30အိပိုင်း10ပါအဲ့ဒါဘိုင်းရည်ဒီဘိုင်းဆို30ထက်3ကြီးလို့တော့78ကျင်တယ်ဘိုင်းကြီးရော30ပေါ့နော် ဒါကအမျိုးသမီးအရေးအတွက်ပါနော်အမျိုးသားအရေးအတွက်ပါဒါဆိုရင်ပုံစံအရနော်အမျိုးသားအရေးအတွက်ကအမျိုးသမီးအရေးအတွက်တည်းပိုတယ်ပိုရဖြစ်တဲ့ဆမတော့ဘလောက်ပိုရသေးရင်နှုတ်ကြည့်ရမယ်နော်78 by 10နဲ့က38 by 10အမျိုးသမီးအရေးအတွက်ကိုဆမနှုတ်မယ်အဲ့ဒါပါနဲ့ရောက်ဆိုရင်60ရောက်ပုံများဖြစ်တဲ့60နဲ့နေလိုက်စဘာရာ38ကိုလို့48ကျန်တယ်48 10 60အဲဒါရင်5 wave 4နဲ့5 G 10နဲ့ကိုခြေနှစ်နဲ့ခြေလိုက်ရတယ်နှစ်နဲ့လေးပြီးတော့ခြေ ။နောက်တိုင်းမှာကျွန်တော်အဲ့တန်အဲ့ကိုလိုချင်တာဖြစ်ဖြစ်ပဲ2 wifi က8စနစ်နဲ့ပါရဲ့ငွေတစ်ပုတ်သွားပြီးတော့စားပြရတယ်2 wifi ။ wifi ကရရှိပါရဲ60ကို2 wifi နဲ့စားရတဲ့ခါမှာဆိုတော့အများကြီးလို့ရှိရင်2 wifi ကနေ5 wifi ပြန်ပါပါမယ်။နော်ဒါပေမဲ့1တရီနေ1 30နဲ့60 30နဲ့5နဲ့မြောက်တော့150။ဒါဆိုရင်ဆိုတော့စဲုံမှရှိတဲ့စုစုပေါင်းလူသားရေဘက်က150ရောက်ဖြစ်ပါရဲ့။အခုကနံပါတ်6ပေါ့နော်။ကွဲတော်ရာဒီတစ်ခုမှာတဲ့စတိုးဆိုင်ကဆိုင်ရာလျှက်စစ် PC ကို20ရာခိုင်နှုန်း အဝိတဲတွေကို25ရာခိုင်နှုန်းအပြည့်ပြည့်ဈေးချော်ဝင်တာနော်ဘွဲတော်ရာစီဆိုတော့ဆိုတဲ့ discount ချတာပေါ့နော်အမမန်နီယာတဲ့ကိုရောင်ချတာတန်တော့မိဘတို့ခုနေ1100ကျန်တော့စကတ်တစ်ထည်ဝယ်ခဲ့တဲ့အဲ့ဒါနမကကြီးကမိဘရဲ့မူလဈေးကိုရှာလိုက်နော်မူလဈေးကိုရှာမယ်ဒါဆိုရင်မိဘရဲ့မူလဈေးကကျတော့ဒီမှာတော့ဘာတော့20ရာခိုင်နှုန်းချော်တာဖြစ်တဲ့အတွက်ဒီစရာရွှေချတာတည်းဆိုတော့80ရာခိုင်နှုန်းကျန်ပြီ ီဟူရဲ့မူလစင်နဲ့80ရာခိုင်နှုန်းနဲ့ပြောင်းလို့ရှိရင်ဒီမှာဘယ်လောက်ရလဲ9000 9600ကျပ်ပေါ့နော်တူဝယ်လာတာ9600ကျပ်ဒါဆိုပြီးရှိရင်နော်ဒီဟူရဲ့မူလစင်အဲမှာ6အမြောက်ပေါ့နော်80ရာခိုင်နှုန်းကျတော့80ပိုင်း100ပိုင်းဒီစပေါ့20နဲ့တင်းတဲ့ခါမှာ24လေးလေး80 25လေး100ပေါ့ဒါဒီအဲ4 wifi ကညီမကြီးတစ်ပတ်ကိုသွားတဲ့ခါမှာဟိုတော့ဆက်ရမှာပေါ့နော်9600ကိုအဲ9ပိုင်း4ပိုင်းနဲ့သွားရဲ့ခါမှာဒီတော့က စားတာပါဗျာဗျာရင်ဘိုင်းကြီးကဗျာမြင်နေတယ်ဗျာ၄ဘိုင်း၅ဘိုင်းဖြစ်သွားတယ်ဟုတ်ကဲ့ဒီဘုံမာလိုပြောလို့ရှိရင်ဘိုင်းကြီးရယ်ဆက်သွားတယ်ဗျာ၄ဘိုင်း၅ဘိုင်းအဲဒီ၄နဲ့၉ရောက်၆ရောက်နဲ့ကိုကျင်းတဲ့ခါမှာ၄တလီလေးနော်၄၄တလီလေးလေး2400ရာကြီးရာ၉ရောက်ချင်အဲ2400နဲ့၅တော့ပြင်ပြတဲ့ခါမှာဆုံးဆုံးမလောက်ရတယ်ဆို1200ကျရတယ်အဲဒီမီးပြူရဲ့မူလာသေးရ1200ကျသူက discount က20ရာကနေဆိုတော့၉ရောက်ချရာကျတယ်သူက နမခဝေကစကက်ထရယ်ကြီးမူလာစီအဲ့လိုမြတ်တိုင်းပဲနော်စကက်ထရယ်ကြီးမူလာစီအမြောက်သူက25ရက်ကလေးကလို့ရှော့တာဖြစ်တယ်ဆိုတော့55နဲ့ပြောင်းပြရမယ်စကက်ထရယ်ကြီးမူလာစီကိုလို့ကြည့်ခုနော်1100ကသူက1100ကျင်းနေဝင်လာတယ်အဲ့လို55ရက်ကလို့ဆိုတော့ဒီမှာဘာကြီးမှတရားခံမယ်25နဲ့တရားနဲ့ကိုချိန်တဲ့ခါမှာ25သုံးပြီး25နည်းနော်အဲ့တော့25သုံးပြီးရ55နဲ့25နည်းနည်းတရားဟို3/4ညီတစ်ဖက်မှာသက်စားတဲ့ခါမှာမြောက်ကြရင်4ကြီးဒီက 1200ကို3ပိုင်ခွေလို့ပတ်ဆိုင်ရမယ်1200ကို3ပိုင်ခွေလို့ပတ်ဆိုင်ရမှာအစားအဝတ်အတွက်လည်းခါမှာကျွန်တော်ပါတော့နောက်ကအေးဓာတ်ပြင်လဲဆိုတော့စားကိန်းဓာတ်ပြင်လဲတော့4ပိုင်ပြီးပြီနော်ဒီ3200နဲ့ကိုစားတဲ့ခါမှာ3300 3400 3600 400နဲ့ဟိုရမြတ်တဲ့ခါမှာ1600ကျက်အဲမူလာသေး1600ကျက်ကိုသူက1200ကျက်နဲ့ရရှိခဲ့တယ်အဲ့ဒီကဝေဖက်တဲ့ပစ္စည်းများရဲ့စုစုပေါင်းတန်ဖိုးတွေလူကတန်ဖိုးအောင်ရရတယ်ဘူးလေ။အဲ့ဒီစမတော့ပြန်မလာတော့ ဘယ်လိုလဲတော့ပစ္စည်းများရဲ့မူလတန်ဖိုးကအမှန်မှန်သူကဟိုမီးဘူးက1000ကျက်နဲ့ဟိုစကဲက1600ကျက်ပဲအခုပေါင်းတော့2000 1000 3000နဲ့600ကျက်ဒါကမူလစီးသူတို့ဝယ်လာခဲ့တဲ့ဈေးပြီးရှိခဲ့ရတဲ့ဈေးကဒီစကောက်နဲ့ပြီးရတာကစကဲမီးဘူးက900ကျက်နဲ့စကဲက1000ကျက်ခြေလိုက်ကြတယ်နော်1800ကျက်ပဲကြာရဲ့ဒါဆိုလို့ရှိရင်စမောတို့ကကျွတ်သွားတဲ့ငွေလိုကြီးစမော မူလရဲ့ဈေးတဲက1300600ကျတဲ့ကသူပေးချေရ1800ကျကိုဟုတ်လိမ့်မယ်1800ကျဟုတ်လိမ့်မယ်အဲဒီ1800ကျသူကလည်းရော့သွားရမှာနော်သူက discount ရတာ1800ကျနဲ့ discount ရမယ်လို့အဲ့ဒါနမကကြီးကပစ္စည်းတစ်ခုပေါင်းအတွက်ရာဂန်နှုန်းမြန်မာရှင်းပြီးစခဲ့ရတယ်။ရာဂန်နှုန်းကမေးတာဖြစ်တယ်တဲ့။ကျွန်တော်ရာဂန်နှုန်းနဲ့ချက်နော်။ရာဂန်နှုန်းလိုချင်လို့ရှိရင်ဆိုတော့ကနော်။ရော့ရေးပြီးစခဲ့ရော့ရော့ပြီးတော့ပြီးစခဲ့ရတယ်။2800ကျပ်ကိုဘိုင်းမှာရေးပြီးတော့ ဟိုမူလာဈေးနဲ့စားပေးရတယ်။ဂျာပန်တို့ဥရှာမှာဖြစ်တဲ့ဘာလို့ကမှမသိဘူး။တရားထဲမြောက်ပြီးရတယ်နော်။ short အဲပြည်နှုတ်ပေါင်းတဲ့ပေးချရာရဲ့ဂျာပန်တို့ short ပေး short ပြီးတော့ပေးချရာရဲ့ဂျာပန်တို့လို့ရှိရင် short လေး2800ကျပ်ကိုမူလာတန်ဖိုးဖြစ်တဲ့1600ကျပ်ကျင်းနဲ့စားပေးရတယ်ပြီးတော့ဂျာပန်တို့ဥရှာမှာဖြစ်တဲ့တရားရဲ့ဂျာပန်တို့လည်းမြောက်ပြီးရတယ်နော်။ဒါလေးစမောအရင်ဆုံး3000နှလုံးရှိရည်ရှိနေတယ်။ဘိုင်းဝေးမှာရှိတဲ့3000နှလုံးရဲ့ဘိုင်းကင်မှာရှိတဲ့3000နှလုံး။ပြီးတော့28နဲ့136ကိုစမောက4နဲ့ချိန်မယ်၄ခုနဲ့28 ရေ30လေးတွေကတရားလုံးနဲ့ချက်။ရ30လေးနဲ့ဒီတရားရကန်လုံးနဲ့ကိုနှိမ့်နဲ့ချိလို့ရတယ်။နော်နှိမ့်ဆက်ခုနဲ့လေးက34လေးနှိမ့်50လေးကတရား။ဒါလို့50နဲ့ခုနှစ်နဲ့ညက်တဲ့ခါမှာတော့350ရရဲ့ပိုင်းကြီးရဆက်ခု။နော်350ကိုချိလို့ဆက်ခုနဲ့စားကြည့်ရတာနော်။20ဆက်ခုနဲ့ပိုင်း10ပိုင်းလိုပဲရရှိပါရဲ့။အေးလေးလိုပြောမှာဆိုတော့20 10ပိုင်း70ပေါ့နော်။မရကြောမယ်ဆိုရင်ပိုင်းကြီးရောက်ပါရင်အေးလေးပြောမယ်ဆိုရင်ပိုင်းကြီးရောက်ပါမယ်။ဒါတွေကလည်းဒီပြတာပါ။ဒါလို့ 20 by 70%ဆိုပြီးတော့ရရှိပါတယ်။ဟုတ်ပြီ။ဒီနေ့ကတော့လေ့ကျင့်ငယ်စလေးစသုံးဒကမလေးရဲ့နံပါတ်96ပဲဖြစ်ပါအဲ96ပဲဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ရတဲ့အားလုံးကိုလေ့ကျင့်ပါရစေ။